ဆိုတာကလူတိုင်းလူတိုင်းမှာရိုးရာများရှိတယ်ပြီးတော့သူ့ရဲ့မိဆိုင်ဖားဆိုင်ရိုးရာပေါ့သူ့ရဲ့မိရဲ့ဖားဆိုင်ရိုးရောက်ကြလေးဆိုရင်အဲဖေးရိုးရာကိုယူရတယ်မိကလေးဆိုမိအရိုးရာကိုယူရတယ်ပေါ့ဒါပေမဲ့မိအရိုးရာကိုပူဇော်ပတ်သားတဲ့အချိန်မှာရောက်ကြလေးရိုးရာများကိုပြစ်ပယ်လို့မရဘူးသူ့လက်ချက်ကြီးကြော်မိရတယ်ဟာဒီပေအင်းနဲ့ဒီမိအရှိမှဒီသားသမီးဖြစ်လာတာကြောင်လို့မိဆိုင်ဖားဆိုင်ရိုးရာဆိုတာဖေးရိုးရာမိအရိုးရာကြော်မိရတယ်အဲအဓိကတယ်ကျိုးကတော့ တောင်ဝင်းမင်းတို့ပကန်းမင်းတို့မကရော့နိုင်ရိုးရညက်ကိုတော့မလွဲမသွေခေါ်ပြရချိုးချော်ထားလို့ကလင်းလူကြီးများအတွက်ဆိုကိုကိုပဲနော်ဘာလို့နေပြီပါဓမ္မရေဆိုတာက ဝါဝင်ပြီဆိုရင်နောက်ဘွဲတွေမရှိတော့ဘူးမရှိတော့ဆိုအဲ့ဒီထဲမှာဒီဘာပေါ်ဝါမူငင်းနေရဒီနဲ့တင်နဲ့မြောက်နတ်ကနာဟောလို့ရထားတဲ့ဝေးလေးကိုတယူစီထားပြီးတော့ဒီဝါဒီသုံးလကာလမှာဟိုသိသိနဲ့စားတော့ပါတယ်ကြောင်မျိုးနန်းတော်ကြီးကိုလည်းဝါဒီဝါကောင်လာကိုသွားပြီးနတ်တော်ဝင်ချမ်းသာပါတယ်နောက်ရသနာဥပွဲကိုလည်းနတ်တော်ဝင်သွားချမ်းချမ်းသာပါတယ်ဗောသမီးရဲ့အခုဝါကျွတ်တော်မှာဟိုခုနှစ်သားသမီးတွေကဒီတိုင်းပါတော့ရိုးရာတွေခရော့ရာမင်း လက်တွေပူဇော်ကြမယ်တင်ကြမယ်အဲ့တော့မှနက္ခတော်တွေရဲ့အလုတ်ကပြန်ဆားကြပါဘူးခုချိန်ရတော့နက္ခတော်တွေလုံးမကြီးရသေးဘူးဆောင်းဝင်းတွေကခခဲတာပါသမီးရဲ့ဘာလို့လဲဆိုတော့ဗာတင်းသုံးလားကလက်တွေညံ့မြောက်နက်ကနဟောမရှိတော့နဟောတော့တော်တော်ရှိမယ်ပေါ့ဒီရတာနက်နက်လောကအတိုင်းဝင်းမှာရှိကြတဲ့ဒီနက်ဒိန်းနက္ခတော်တွေကတော့ညနေတော့ဆောင်းဝင်းတွေပြတ်သေးတာပေါ့တို့ပေမဲ့အရှင်းတော်ကိုတိုင်းလာပြီးတော့ငြေရစားကြခုလိုကိုပိုးကြီးကနေပြီးတော့ အသက်90ကျော်ဒီကိုကုလိုပူဇော်တက်ကရပြုတာလေအများကြီးသူကျေးဇူးတင်ပါတယ်ဒါပြီးတော့သူလည်းဟိုစိတ်ချမ်းသာကိုကျမ်းပါပြီးတော့သူသမီးလောကရဲ့အလုပ်တွေကိုဆန်းစုံနိုင်ပါစေလို့ဘာလို့ကမြစ်တာပုစုတောင်းပေးလိုက်ပါတယ်ရှိပါလေတရင်ကျုပ်ပြီးလာပြေကျော်ဘောလာပြေကျော်ပြီးတော့ဇဆောင်မိုးလာစားလာမစားကားကြပါဘာလို့ရှုပ်ကြတော့လဲလာပြေကျော်သွားရင်လာစုပ်ဆိုရင်အယူရှိတယ်မကားကြဘူး နောက်ဆုံးဆိုတော့ပုတ်တယ်ပေါ့အဲ့တော့ဇော်မူလာစားကြမှာပွဲတွေလက်ခံတာရှိတယ်အဲ့တော့မှကားမှာဟိုဒီနက်တင်နက်ပြောက်တွေအဲ့ကြမှာလုပ်ကြမှာပေါ့လေနက်နက်ပတ်သက်လို့ကတော့တောင်းပွဲရတော့နာမည်ကြီးတော့ပါဟုတ်တယ်ဥကကျောင်းမျိုးကျောင်းမျိုးကြီးကြီးပါကိုသိန်းရှင်နဲ့ဆယ်ကတော့လက်နက်ရဲ့နက်နက်လေးများအဲ့ဒီမှာလာကြတဲ့ခုနှစ်ရသားသမီးတွေညကတော်တွေပေါ့ကြပွဲတွေချော်ပွဲတွေဥကနေပြီးတော့စင်းယူသူတို့ ကဖို့ကျစီစဉ်ပေးရတာပေါ့ကိုသိန်းရှင်ရဲ့အမေဆဲကတော့နန်းရဲ့နန်းသိန်းပါဘလွယ်ပါဘူးဘာလို့တော့ဒါငက်ကကြာဝင်ပေးလို့လိုရတာဆဲဆဲကတော့အမေကြီးကဒီနေ့မှကြာဝင်ဖို့ဥလာအောင်ဗုဒ္ဓဘုရားနေပြီးတော့ကြာဝင်ယူပါဆိုဥစဉ်ဆယ်နှစ်လောက်ရှိပြီပေါ့ဟိုနန်းပိုင်ရှင်အများသူမကြီးတွေကတော့ဂျာတယ်မလို့ပြတ်ဘူးသူတို့ကစီစဉ်ဥကိုပြန်ပြီးတော့ကြာဝင်ပေးတာပေါ့ရတဲ့ငွေရသူတို့ယူတာပါသူတို့ကလက်ကိုကြောက်လို့ နှကင်းစာကိုလုံးပေးရတာပါအများဆုံးကတော့အဓိကလူမရင်ရိုးရရှိတာပဲလေရိုးရကိုတော့ဖြောက်လို့မရဘူးပေါ့ရိုးရပြီးမှတောင်မင်းမင်းတို့ပခိုင်းမင်းတို့အမေချမ်းတို့ဘာလို့ကတော့လက်ပေးတဲ့မျက်တွေပေါ့နော်ဒါပေမဲ့ကုစားရိုးရကိုလည်းကြောရမယ်လက်ပေးတဲ့မျက်တွေဖြစ်တဲ့တောင်ယုံမင်းနှစ်ပါးတို့ပခိုင်းဦးမင်းကျော်တို့လည်းပြစ်ပယ်လို့မရဘူးသူတို့ပွဲရောကလည်းကြီးကျယ်တယ်လေအဲ့တော့အကုန်လုံးကကိုယ်ဝယ်မယ်ဆိုရင်39မင်းကို ကျွန်မမကြွတယ်မင်းမကြံတာကိုယ်ဝင်တာအကောင်းဆုံးပါပဲဟိုလူလူတွေနဲ့ပိုးတွေနဲ့မရှိရအောင်ပေါ့